အားလုံးပဲမိလာပါမင်းညာကကစားခဲ့တဲ့ Chelsea အသင်းနဲ့ Fulham အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်မှာတော့ Chelsea အသင်းက Fulham အိမ်ခွင်းမှာကျွန်တော်တို့2-1ရလတ်နဲ့အနိုင်ယူပြီးတော့မှ Premier League ပွဲစဉ်33မှာအဲကျွန်တော်ရမပြည့်ယူနိုင်ခဲ့တယ်။ဒါပြင်ကျွန်တော်တို့ဒါ Chelsea အသင်းအတွက်တော့အိမ်ခွင်း Stamford Bridge Stadium မှာတစ်ဖက်က Fulham ကိုကျွန်တော်တို့ဒီဒီဇင်ဘာလအလုံးမှာပေါ့လေဒါ Premier League ပထမအကြော1-2ရလတ်နဲ့အရင်နှိမ်ထားတဲ့အခြေအနေကိုပြန်ပြီးတော့မှဒါခြေဖြတ်နိုင်ခဲ့သလို2025 ခုနှစ်အတွင်းမှာကျွန်တော်တို့အဝေးခွင်းနိုင်ပွဲပေါ့လေဒါပရီးမီးယားလိအဝေးခွင်းနိုင်ပွဲတစ်ပွဲကိုလည်းပြန်ပြီးတော့ရှာတိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ပွဲကတော့အမှန်တမ်းပြောရရင်ကျွန်တော်တို့ Chelsea အသင်းရဲ့ပထမပိုင်းကစားပုံကလုံးဝကျွန်တော်ဂျင်းနဲ့ဆရာအခြေအနေမျိုးမဟုတ်ဘူးအတဖက်ကဖူဟန်တင်းရဲ့ကစားသမားဖြစ်တဲ့ကျွန်တော် Robinson အာကျွန်တော်တို့ဒါ EOB ပါရဲရာဒီကစားသမားတွေကိုကျွန်တော်တို့ကောင်းကောင်း control မလုပ်နိုင်မဲနဲ့ကစားသမားတွေရဲ့ဒီ physical vibe အပြုပြီးတော့မှ ဒီ aggressive sansan အကျွန်တော် one by one ကြောဖြစ်တာတွေဒါတွေကို Chelsea တင်ကစားသမားကြီးကောင်းကောင်းခံခဲ့ရတယ်ဒီအခြေအနေတွေကပဲ Chelsea တင်မှာကျွန်တော်တို့ဖူးဟန်တင်ကို chance တွေအများကြီးချမ်းမှချက်ပေးရတယ်ဆိုတော့ကိုရနိုင်ချင်ရှိတဲ့ expectation တွေလည်းပို့ပြီးတော့ဖူးဟန်တင်ကရခဲ့တယ်လို့အကျွန်တော် Marco Silva ရဲ့ဖူးဟန်တင်ကကျွန်တော်တို့ Chelsea အတင်းရဲ့ အာကစားကစားကွက်ပေါ့လေဒါကစားပုံကိုအားလုံးချိုးဖြတ်နိုင်ခဲ့တယ်ပထမပိုင်းမှာလိုချင်စီဘာမှအာထိရောက်တဲ့ချင်းချောင်းမှုမျိုးထိရောက်တဲ့ကိုကန်သွင်းမှုမျိုးမလုံနိုင်ခဲ့ပဲနဲ့ကျွန်တော်တို့ဒါအေဒီထိတ်ကနေအဆုံးသတ်တာအာကျွန်တော်နီကိုလက်ချစ်စင်အာလွဲချုံမြဲလွဲချော်နေတာဒီအချင်းတီတီကြောင့်မလို့ကျွန်တော်ချင်းစီတင်ကပထမပိုင်းမှာတော့ဒါပူဟန်တင်ကိုဘလုံးမကိုရှင်ပြီးတော့မှကစားနိုင်ခဲ့ဘူး present ပိုင်းနေမှာတိကျတိကျတယ်ဆိုပေမဲ့လို့ကျွန်တော်တို့အာဒီတစ်ဖက်က residue အပါဝင်တစ်ဖက်ကဒီ ဒီပေါ့လေအာလီဗန်စကိုဝဲတို့ကကျွန်တော်တို့ခန်းစစ်ကစားမတွေကအာ on the ball ဖြစ်သွားတဲ့ခါကျရင်ကိုယ်အတင်းကဘောလုံးရသွားတဲ့ခါကျရင်ကျွန်တော်တို့ဒါဒီ central zone ထိပေါ့လေတက်ပြီးတော့မှ overlap ကစားတဲ့ခါကျတော့ကျွန်တော်တို့ defend က full hand ရဲ့မျက်နှာမြင်ကစားမရနေကျွန်တော်တို့ဒီ full hand ကပေါ့လေ on the ball ဖြစ်သွားတယ် full hand ကကျွန်တော်ဘောလုံး position ရသွားတဲ့အချိန်မှာကျွန်တော်ခန်းစစ်ကိုကောင်းကောင်း full hand ကဒုက္ခပေးနိုင်တယ်ဆိုတော့ ပထမပိုင်းကစားပုံရတော့ကျွန်တော်အားရစရာအခြေအနေမရှိဘူးအာဒါတွင်းကိုနှစ်ခုတောင်ခွင့်ပြုရတယ်ပထမတွင်းကိုကကျွန်တော်တို့ဒါဖူဟန်တင်ကစားသမားရဲ့ဒီပေါ့လေ offside ဖြစ်နေတဲ့အတွက်ကျွန်တော်ကျွန်တော်ဂိုးမပေးရတာဒုတိယတွင်းကိုကလည်းကျွန်တော်တို့ဒါ receiving ဂျင်းစီကနေပြီးတော့ပေါ့လေဒါကျွန်တော်တို့အာဒီဖူဟန်ကစားသမားဖြတ်လုသွားတယ်ဒါပြင်ကျွန်တော်တို့ဒါ EOB ကိုချပေးတဲ့အခြေအနေမှာ EOB က area ထိတ်ကနေအပြင်ပိတ်သွေးပြီးတော့မှဒါဖူဟန်တင်အတွက်ပထမပိုင်းမှာဥဆောင်ဖို့ရဥဆောင်ကိုရတယ်ဆိုတော့ ဒီနေ့မှာကျွန်တော်ပြောချင်တာကဗျာအာကျွန်တော်တို့ဒီ conference ဒုတိယအကြော်ဗျာအာအရင်ကြီးအရေးမကြီးတော့တဲ့အချိန်နဲ့ငါတို့နောက်တစ်ဆင့်တက်ရဖို့တေချာတလောက်ရှိနေတဲ့အချိန်ဒီမှာဒီဗျာအဆိုမာရစ်ကကိုးသမားဖြစ်တဲ့ဆန်ချက်ကိုပွဲထုတ်တဲ့နေရာမှာဆန်ချက်ကိုအနားပေးပြီးတော့မှ Phelan Roginson နဲ့ပွဲထုတ်ခဲ့တယ်ဆိုတော့အာတကယ်တမ်းကျတော့ကျွန်တော်တို့ဒီ conference ရပြီးတော့ယိုပါလိဝင်ခွင့်ရတာတဲ့စာရင် ကျွန်တော်ဒီအတိမှာအာချန်ပီယံလိဝင်ခွင့်ရတာကပို့ပြီးတော့မှအသင်းအတွက်ဒီကျွန်တော် network network ပိုင်းရပဲကြီးကြီးစီးပွားရေးရပဲကြီးဘလို့ပဲချင်းနေကြီးကြီးအောင်မြင်မှုရပဲကြီးကြီးအများကြီးပါလွန်တဲ့အခြေအနေမှာကျွန်တော်ပရီးမီယာလိဘက်ကိုအာယုံမဆိုင်ပဲနဲ့အာတစ်ဖက်ကကျွန်တော်တို့ conference လိကိုအာယုံဆိုင်တဲ့နေရာမှာဂိုးသမားဖြစ်တဲ့အာကျွန်တော် Philip Rogerson ကဖိုးဟန်တင်တဲ့ပွဲထွက်ခဲ့ရဲ့ကျွန်တော်ပို့ပြီးတော့မှအာ sip လောက်နိုင်မယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ ဒီရောင်ရောင်မမဖြစ်တဲ့အဲ့ဒါအများကြီးရှိတဲ့စမ်းချက်နဲ့ပွဲထွက်ခဲ့တယ်ဆိုတော့ဒီနေ့မှာတော့ဒါကျွန်တော်တို့ခန်းစစ်နေရမှာတော့ receive chain အဲ receive chain တစ်ဖက်မှာတော့ကျွန်တော် libans ကိုဝယ် mask ကိုကိုရလာအကျော်ချလိုပတ်နဲ့ပွဲထွက်ခဲ့ပြီးတော့ကိုင်းလယ်မှာတော့ pharma အာကျွန်တော်ဒီ moses cancelo anso phanan နဲ့တောင်းမှာမှာတော့ mozrike နဲ့တစ်ဖက်မှာတော့ natone နဲ့တိုက်စစ်နေရမှာ nicole jensen နဲ့ပွဲထွက်ခဲ့တယ်ဆိုတော့ကျွန်တော်ဒါကျွန်တော် ချက်စီအသင်းရဲ့အာအရန်ကြီးမျောလင်းရတဲ့ကစားသမားဖြစ်တဲ့ကိုဘာမာယုံကြည်မှုပျောက်ဆုံးတာတွေ့ရတယ်။နီကိုလက်ဂျစ်စင်ကတော့ကျွန်တော်တို့အာအဆုံးသက်ပိုင်း finishing ပိုင်းအားနဲ့တဲ့အခြေအနေတွေကိုမြင်ပြီးမြင်နေရဆဲပဲဖြစ်တယ်။အာကျွန်တော်တချို့ကစားသမားတွေက solo ကစားနေရတဲ့ပုံစံမျိုးတူချင်း quality နဲ့ပဲကျွန်တော်ကြော်ဖြတ်ပြီးတော့ကိုရအောင် fundy နေတဲ့အခြေအနေတွေ့ရတယ်။အထူးသဖြင့်တော့ပတ်ထုံနတ်တို့ဟာကျွန်တော်ရောအကောင်းတယ်ဒါပေမဲ့သူနဲ့တွဲဖက်ပြီးကစားမယ်ကစားသမားမရှိတဲ့အတွက်ပတ်ထုံနတ်တို့ရုန်းကန်ရတာကိုတွေ့ရတယ်။ဆိုတော့ ကျွန်တော်ဒီနေ့ပွဲမှာဒါကျွန်တော်တို့အဒုတိယပိုင်းဒါကမ်ဖတ်တွင်ကိုတွေပေါ့လေအကျွန်တော်ခြေပါကိုရောအနိုင်ကိုရောတွင်ယူနိုင်တဲ့အခြေအနေမှာလူစားဝင်ကစားသမားဖြစ်တဲ့ဂျေဒန်ဆန်ချိုတစ်ဖက်ကကျွန်တော်တို့ဒါဒီဂျော့စ်နဲ့တစ်ဖက်ကနက်တိုတို့ရဲ့စူးစမ်းအထောက်မှုကြောင့်မို့လဲပို့ပြီးပါတယ်ကျွန်တော်တို့ဒါပြင်ဒီရီစစ်ချင်းကိုအနားပေးပြီးတော့မှမဲလိုကူစတိုဝင်လာတဲ့နေရာမှာမဲလိုကူစတိုကအထက်ဒီတက်ပြီးတော့ဗောလေဒါအိုဗာလုတ်ပေးနိုင်တဲ့အနေအထားမှာကျွန်တော်တို့ချယ်စီတင်ပို့ပြီးတော့မှ chance တွေရတယ်နက်တိုပို့ပြီးတော့မှ shade တော့ဘုံမှလုံနိုင်တယ် အာကျွန်တော်ဖူဟန်ခန်စစ်ကိုကောင်းကောင်းပို့ပြီးတော့ဒုက္ခပေးနိုင်တယ်ဆိုတော့အဂျေဒန်ဆန်ချိုပေါ့လေကျွန်တော်မဖြစ်မနေပြောရမှာကဂျေဒန်ဆန်ချိုရဲ့အခက်ခဏပဲဆိုတော့ဂျေဒန်ဆန်ချိုကကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာချက်စီအသင်းတို့အင်ပက်ကစားသမားတယောက်ဖြစ်ရှိလာတယ်။ဒါပြင်ကျွန်တော်ဂျေဒန်ဆန်ချိုကဒီရက်ဒီမှာချက်စီအသင်းဒီရက်ဒီအငားနဲ့လာကစားတယ်ဆိုပြီးမဲ့လို့ဖန်တီးမှု၁၀ချိန်နဲ့အတွင်းကို၃ဂိုးထိအတွင်းယူထားပြီးတော့မှတကယ်ကောင်းတဲ့ performance Chelsea တင်းမှာရှိနေတဲ့ကစားသမားတွေတက်အကြောကောင်းမွန်နဲ့ပေါ့လေပို့ပြီးတော့မှအာဒီကစားသမားက quality ရှိတယ်ဆိုတော့အဲ့ချင်းကိုပြသခဲ့တဲ့ကစားသမားတယောက်ဖြစ်ကျွန်တော်ကမြင်တယ်ဆိုတော့ဒါပြင်ကျွန်တော်သတင်းကောင်းပေါ့လေဒါဂျီရန်ဆန်ချိုကိုတော့ Chelsea တင်းက Manchester United အတင်းစီကိုပြန်လွတ်သွားမှာမဟုတ်ပဲနဲ့ပြောင်းရွှေ့ချေ Euro 25တန်းနဲ့ကျွန်တော်အငားစားချုပ်ပြည့်ရင်ဒါအပိတ်ခေါ်သွားမယ်ဆိုပြီးသတင်းတွေကလည်းတိတိကျကျကိုထွက်နေတဲ့အခြေအနေကြောင့်မလို့ဂျီရန်ဆန်ချို Chelsea တင်းမှာပဲနောက်ထပ်ရာသီပေါင်းများစွာဆက်ရှိဖို့တည်ကြတယ်လို့ကျွန်တော်က သိရတယ်ပေါ့လေဆိုတော့ဒါပြင်ကျွန်တော်ဒီနေ့ပွဲမှာအဂျော့ရဲ့တကယ်တကယ်ပဲဒီကလေးကကျွန်တော်တို့16နှစ်ပဲရှိသေးတယ်အဆုံးသက်တော်တော်လေးကောင်းနေတာသူရဲ့ခြေပါကိုကြောင့်မချစ်စီတင်ကစားသမားတွေမှာထဲပိုင်းပုံမြင်လာတယ်ကစားပုံပို့ပြီးတော့မှတိဆောက်လာနိုင်တယ်လို့တစ်ဖက်မှာတော့ ဒါအန်ဆိုဖာနာနဲ့ချပြတဲ့အဖန်လေးမှုကိုတဖက်ကဒီကျွန်တော်တို့ပတ်စလုံးနဲ့တော့လက်ပြီးတော့မှကစ်ပြီးတော့မှကျွန်တော်တို့2-1နဲ့ဒီနေ့ပွဲမှာတော့4-1ကိုပထမကြော Evans Stamford Bridge Stadium မှာ2-1ရလာတဲ့အရင်နိုင်တာကိုခြေဖြတ်နိုင်ပြီးတော့မှ Premier League ပွဲစဉ်33မှာကျွန်တော်တို့ရမပြေယူနိုင်ခဲ့တယ်။ဆိုတော့ Chelsea အတင်းကဒီနေ့ Premier League ပွဲစဉ်33မှာရမပြေယူနိုင်ခဲ့တဲ့အတွက်ရမ58မှတ်နဲ့အဆင့်9နေရာမှာရှိနေပြီးတော့မှဒါကျွန်တော်တို့အဆင့်အဲကျွန်တော်၄ရပါလေ Manchester City နဲ့တမက်ကွာအာကျွန်တော်တို့ဒါ 50အ58မှာဆိုပေမဲ့လို့ကျွန်တော်တို့ဒါအောက်မှာ Nottingham Forest ကလည်း58မှာ Aston Villa လည်း58မှာဖြစ်နေတဲ့အတွက် Chelsea တင်းနေတဲ့လာမယ့်အပတ်ကျွန်တော်တို့ Premier League အပွဲစဉ်30နဲ့လည်း Everton တင်းတဲ့ပွဲစဉ်မှာချေမချော်ဖို့အရေးကြီးလို့ကျွန်တော်ကထင်တယ်ပေါ့လေဆိုတော့ကြည့်ရှုပေးကြတဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်